မစင်းစားမစင်ခြင်းပဲနဲ့ပြောတဲ့စကားတခွန်းဟာသွေးဓာအသောဓာထက်ကြောက်เสียကောင်းတယ်နော်မစင်းစားမစင်ခြင်းပဲနဲ့ပြောလိုက်တဲ့စကားသည်သွေးဓာအသောဓာထက်ကြောက်เสียကောင်းတယ်မစင်းစားမစင်ခြင်းပဲနဲ့ပြောတဲ့စကားတခွန်းဟာလက်တလို့သေးသေးတတ်တဲ့အစိတ်ထက်ကြောက်เสียကောင်းတယ်ဟုတ်လားမှန်ပါဒါကြောင့်တဲ့မှန်သောစကားပင်ဖြစ်စေကာမူ ကိုနဲ့သဘောတူတဲ့သူပင်ဖြစ်စေကာမူမှန်ပါဗျာအချိန်ကာလရှည်လျားစွာမပြောရတဲ့မှန်ပါဗျာဒီလူနဲ့ငါနဲ့ကတိတ်သဘောထားချင်းတိုက်ဆံမှာငါစကားဆိုတိတ်ကြိုက်တာပဲအဲ့ဒါလိုလူမျိုးရဲ့ရှေ့မှာတောင်မှကာလကိုကြည့်ပြီးတော့ပြောရမယ်ပြောကောင်းနိုင်ရှုပ်ပြီးတော့ပြောမနေနဲ့တံပိုးတွေနေတတ်တယ်ဟုတ်ရလားမှန်ပါဗျာအေးအချင်းအခါကိုမကြည့်ဘဲနဲ့ပြောရင်လည်းပဲအဲ့ဒီအိုအောမိုက်ကလေးလို့ဘာဖြစ်တတ်တယ် ပေတတ်တယ်ဟုတ်လားဒါကြောင့်ပုဂ္ဂိုလ်ကိုကြည့်ပြောကာလကိုကြည့်ပြောပုဂ္ဂိုလ်ဒီကာလတွေကြည့်ပြောပြီးရင်လည်းပဲဘာလို့သေးလဲဆိုတော့ဒေါသတွေမာနတွေနဲ့မပြောနဲ့ဒေါသတွေမာနတွေနဲ့ဟာငါကဒီလူကိုပြောလို့ရတာပဲငါနိုင်တာပဲဆိုပြီးတော့လည်းဖိမပြောနဲ့မှန်ပါဗျာအခုချိန်မှာကိုကသူ့ကိုနိုင်မိမလို့ဘဝဆိုတာတစ်ချိန်နဲ့သွားနေတာမဟုတ်ဘူး တချိန်မှာကိုကသူ့ရဲ့အောက်ကိုလည်းရောက်သွားနိုင်တယ်သူကကို့အထက်ကိုလည်းရောက်သွားနိုင်တယ်မှန်ပါဗျာကိုကိုပြန်ပြီးတော့နှိမ့်ဆက်ခွင့်ကြုံတဲ့အခါမျိုးမှာအဲ့ဒီလူကကိုကိုပြန်ပြီးတော့နှိမ့်ဆက်နိုင်တယ်တချို့နိုင်တယ်ဆိုပြီးတော့ပြစ္ဆလက္ခပြောကြားရတဲ့လူကအသေးဓာတ်နဲ့ထိုးခံရတယ်လို့မမေ့ဘူးနားနေတာမှန်ပါဘာဖြစ်ဖြစ်ကွာပြန်ပြီးတော့တုံ့ပြန်မယ်ဆိုပြီးယူယူမိုက်မိုက်တချို့အဲ့ဒီလူပြောတဲ့စကားတခွန်းကြောင့်တေရတာတွေရှိရှိပါတယ်ဗျာနော်ဦးဇင်းတို့ ရာသဝန်ထဲမှာစကားအစိတ်အသင့်ပုံကလေးနည်းနည်းပြောပြမယ်တချို့လဲကြားဖို့ကောင်းကြားဖို့ပါလိမ့်မယ်ဗျာဦးဇင်းတို့ပကံရာဇဝန်မှာတရုတ်ပြေးမင်းမင်းခွေးချေးဆိုပြီးတော့နာမည်ဆိုးနဲ့ကြော်ကြတဲ့နရတိဟပတိမင်းဆိုတာရှိတယ်နော်မှန်ပါဗျာအဲ့ဒီနာနရတိဟပတိမင်းက သူ့မှာသားသုံးယောက်ရှိတယ်နောက်ဥဇနာတဲ့တိဟတုတဲ့နော်အဲ့ဒီမှာတိဟတုဆိုတာနဲ့သူနဲ့က စကားတခွန်းကြောင့်အများကြီးပြဿနာတက်တယ်။နောက်တစ်ယောက်ကကြော်စွားတဲ့အဲ့ဒါငငယ်တုန်းကဒီမင်းကြီးကဒီသားတွေကိုချစ်လွန်းလို့ဝက်လက်ဆိုတာကဝက်ရဲ့လက်ကိုချက်ထားတာသူကနူးညံ့တယ်။အဲ့ဒါကိုသားလေးတွေကိုချစ်လို့ဝက်လက်ကိုချက်ပြီးတော့ငပြောပဲနုနုကလေးအုပ်ပြီးတော့ပေးတာဒါပေမဲ့တီဟသူကိုကြတော့ဘာအကြောင်းကြောင့်လဲမသိဘူးသူ့အမေကိုမုန်းလို့လားတော့မသိဘူးဝက်လက်မပေးဘဲနဲ့ဝက်ခြေတော့ပေးတာ အဲ့ဒါကိုအမေက ရှက်တာရှင်မောက်တဲ့မိဖုရားကဒီပြင်သားနှစ်ယောက်ကိုတော့ဝက်လက်ပေးပြီးတော့ငါသားလေးကိုကြမှာဝက်ချီပေးတာဒါအချစ်မတူဘူးဆိုပြီးတော့ငါသားလေးကိုတိတ်ခါချတာပဲအဲ့ဒါအမေကရှက်လွန်းလို့စဖူမှုကို လက်ထိုးတယ်ဘယင်ကြီးမသိအောင်ငါသားကိုလည်းဝက်လက်ပေးအဲ့ဒါနဲ့စဖူမှုကအဲ့လိုပေးတာ နောက်တော့ဘယင်ကြီးကသိသွားတော့စဖူမှုကိုအပြစ်တင်တယ်မင်းဘာကြောင့်လို့လုပ်လဲမိဖုရားကြီးကပေးခိုင်းလို့ အဲ့ဒီမှာမူးမတ်ဘုံဘုံနေရဲ့အလယ်မှာဟဲ့ဝက်လက်ခိုးမလို့မိဖုရားကိုဆိုတယ်တဲ့နိုင်တယ်ဆိုပြီးတော့ဆိုလိုက်တာနော်မင်းသားလေးကိုလည်းဘာအပြစ်မှမရှိဘဲနဲ့တခါတည်းရဟဲ့ဝက်လက်ခိုးမသားပြောကောင်းကောင်းရှိတာနဲ့ပြောနေတာနဲ့တူပါတယ်ဒါပေမဲ့ကိုကသာပြောကောင်းတာဟိုကကြားမကောင်းဘူးလေကြားမကောင်းတော့ဒီကလေးကဒါကငငယ်လေးတည်းကစတိမ့်ထားတယ်ဘယ်တော့မှထုတ်မပြေဘူးအများတမ်းမှတ်ထားတယ် နောက်တော့ဘာဖြစ်တော့ဆိုတော့တရုတ်တွေလာပြီးတော့နှောက်ရက်လို့ဆိုပြီးတော့ဘယင်ကြီးပြေးရတယ်လေပြေးတော့ဘယ်ထိပြေးတော့ဆိုတော့သူ့သားကြီးအုပ်စနာရှိတဲ့ပသိမ်ပသိမ်ထိပြေးတာနောက်အဲ့ဒီမှာတရုတ်တွေရဲ့ရံကအေးသွားပြီဆိုပြီးတော့ပကန်းပြန်မယ်ဆိုပြီးတော့ပသိမ်ကနေပြန်လာတော့လမ်းမှာပြည်မြို့ကိုဝင်တာအဲ့ဒီပြည်မြို့ကိုအပိုင်စားပေးထားတာသူ့ရဲ့သားအလက်ဝက်လက်ခိုးမသားဆိုတဲ့မင်းသားကိုသူကပေးထားတာ အဲ့ဒါနဲ့ငါသားစီဝင်မယ်ဆိုပြီးတော့မိဖုရားဖွာစောနဲ့ဝင်ညာဟိုရောက်တော့သားကအရန်နဲ့စောင့်နေတယ်နန်းတော်ထီတောင်အဝင်မခံဘူးလှေပေါ်မှာတခါတည်းဒလွတ်ကင်ထားတဲ့လူ300လောက်ဝိုင်းထားတယ်သားကသားကဝိုင်းထားပြီးတော့ဘာလုပ်လဲဆိုတော့ထမင်းပွဲထဲမှာဟင်းနိုင်ထမင်းနိုင်အကုန်အစိတ်ခတ်ထားတယ်မင်းကြီးတဲ့ဒီထဲမှာအစိတ်တွေအကုန်ခတ်ထားတယ်ဒါကိုစားပါလို့ခိုင်းတယ် သူ့ကိုရရက်ဆက်ဆက်ပြောခဲ့တဲ့ဗဇက်ကိုရရက်ဆက်ဆက်ပြန်ကြွေးတဲ့သဘောများလားတော့မသိဘူးမှန်ပါဗျာမင်းကြီးမစားဘူးဆိုရင်ဘေးမှာရှိတဲ့အာနာဘကွက်သားတွေကသွေးတန်ရင်ရင်နဲ့အဆုံးရှိရှင်အဲ့ဒီလိုပြောပြီးတော့သားကနန်းတော့သူ့ရဲ့အဆောင်ကိုပြန်သွားအဲ့ဒီမှာမိဖုရားဘွားစောနဲ့တိုင်ပင်တော့မိဖုရားကြီးကမင်းကြီးမလွတ်နိုင်တော့ဘူးအဲ့ဒီတော့ဓာတ်တွေလှန်နေနဲ့သေရတာနဲ့စာရင်လက်တလုံးသေတဲ့အစိတ်ကိုစားသေးတာကကောင်းသေးတယ် အဲ့ဒါနဲ့မင်းကြီးခင်ဗျာအဲ့ဒီအစာကို အစိတ်ပါမှန်သိရတဲ့စားပြီးတော့သေးရတယ်မှန်ပါဗျာပေးတဲ့ရင်အစိတ်မိပြီးတော့သေးရတာပေါ့နော်မှန်ပါဗျာပကတိအစိတ်လို့ပြောမလားစကားအစိတ်လို့ပြောမလားစကားအစိတ်ပါဗျာအင်းစကားအစိတ်တင့်သွားလား